တော်တော်များများက black marketing ဆိုတာကိုကြားဘူးကြားလိမ့်မယ်ထင်ပါတယ်။ဒါပေမဲ့တကယ်ဆိုရင်ဘာကိုခေါ်တာလဲ။ဘာလို့ဖြစ်လာတာလဲ။ဘလမားကင်းဆိုတာကတရားမဝင်နီလန်းတွေနဲ့ပစ္စည်းတွေကိုတာမန်ဈေးထက်အမြတ်အများကြီးတင်ပြီးရောင်းတဲ့အလုပ်ပါ။ဥပမာကိုဗစ်ကာလတုန်းကဆိုရင်မတ်တွေအောက်ဆီဂျင်ထန့်တွေကိုဈေးတင်ပြီးရောင်းကြတာ။ဒါဟာဘလမားကင်းပဲဖြစ်ပါတယ်။ ရှိုးပွဲတစ်ကက်တစ်ခု2500တန်တာကို9000တင်ပြီး receive လုပ်တယ်ဆိုပါစို့ဒါလဲ black marketing တစ်ခုပါပဲဘာလို့လူတွေက black market လုပ်ကြတာလဲအများစုကအမြဲအတွက်အခြေအနေတည်ငြိမ်မှုမရှိတဲ့အချိန်မှာအခွင့်အလမ်းဖြစ်အသုံးချလိုက်ကြတာပါစီတွေပြတ်တယ်လို့တင်ထားပြီးဈေးတင်ရောင်းကြတာကလည်းအတီအလင်းပြောရမယ်ဆိုရင် black marketing ပဲဖြစ်ပါတယ် black marketing ကဥပဒေမဲ့လုပ်ရဖြစ်ပါတယ်အဲဒါကြောင့်ပဲနိုင်ငံအများစုက black marketing ကိုတားမြစ်ပြီးတော့အရေးယူကြပါတယ် ီဗီဒီယိုလေးကတော့မီသူတဦးတယောက်ကိုမှမဆိုလိုပါဘူး black marketing အကြောင်းကိုသာ knowledge အနေနဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်